Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မန်ချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာဆိုရင်ပြည်များလေးပွဲစဉ်၅ရဲ့နောက်ဆုံးပွဲဖြစ် Uber Hunter နဲ့ Manchester United တို့ရှင်ပိုင်ကစားမယ်ပြည်များလေးပွဲစဉ်14ပွဲကစားပြီးတဲ့နေထားမှာကျွန်တော်တို့တပွဲမှမနိုင်သေးတဲ့ Uber Hunter နဲ့เนาะကျွန်တော်တို့ဒါနောက်ဆုံးပြည်များလေးပွဲစဉ်၅ပွဲမှာတပွဲပဲနိုင်ထားတဲ့ United United တို့ရှင်ပိုင်ကစားမယ်ဗောလေဘလို့တော့ ဘယ်လိုတောင်ကိုသင်းနဲ့ပတ်သက်လို့ကျွန်တော်တို့မျှော်လင့်ရမလဲဘာလို့ဘာလို့လဲသိလားဘာလို့လဲဆိုတော့ကျွန်တော်ဒီတိုင်းကမှာ United Show မှာကျွန်တော်ဗီဒီယိုလုတ်ထားတယ်ဗောနောဗီဒီယိုလုတ်ထားတာ MOrin ပြောတဲ့စကားကိုတွေ့လို့ပါဘာပြောထားလဲဆိုတော့ဝူပန်နဲ့နဲ့ပွဲမှာလည်းဘာမှမဆိုဖြစ်သွားနိုင်စွမ်းရှိတယ်လို့သူပြောထားတာတတော်ကိုစိတ်ပြည့်စရာကောင်းတယ်ဗျာနီးပြားကအဲ့စကားပြောတာဝူပန်ဟန်တန်နဲ့ပွဲမှာဘာမှမဆိုဖြစ်သွားနိုင်စွမ်းရှိတယ်ပေါ့ဘလောက်တောင်မှမင်းလို့ပြောမလဲအသင်းတင်းကိုမန်ချက်စတာယူနိုက်တက်လို့အသင်းမျိုးကိုဥဆောင်နေတဲ့ နီးပြားတယောက်ရဲ့တောင်းဝန်မဲ့တဲ့စကားမျိုးလေဟိုမဲ့ဝူဘန်ဟန်တန်ရဲ့တပွဲမှန်သိတယ်မလားအနိုင်မရထားသေးပါဘူးဆိုတဲ့နီးပြား Rob Edwards ဆိုလို့ရှိရင်သူ့အသင်းနဲ့ပတ်သက်လို့ဘလိုဒီမျောလင့်ထားကြောင်းပြိုင်ဘက်နဲ့ပတ်သက်လို့လည်းအကောင်းဆုံးအနီထားကိုမျောလင့်ထားကြောင်းပြောထားတယ်ကျွန်တော်ကကိုကိုကိုပဲအာယုံဆိုင်ရမှာဖြစ်ကြောင်းပေါ့အမ်မိုရင်းကဘာပြောထားလဲဆိုတော့ကစားသမားတွေအပူကောင်းမှုလိုတယ်ဒါပဲပြောထားတယ်ဆိုတော့သူလောလောဆယ်ကျွန်တော်တိုင်ပတ်နေရတာတွေကသူ့ပြည်တနာမဟုတ်ဘူးကစားမားတွေပေါ့ တကယ်ပါဗျာနော်ဟုတ်ဟုတ်ပြောတခါကြလို့ရှိရင်အရန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 ်စိတ်ပြတ်ဖို့ကောင်းတာတည်လားအတင်းတင်းရဲ့အနေထားကိုတွေးရတာဆိုတော့အခုအခုမင်းအားတောင်မရှိဘူးဗျာနော်ပြောဖို့ပါထားပါနော်ကျွန်တော်ဝူဘာဟန်တန်ပရီးမီးယားလိမ်မှာတော့ဟိုဘယ်လိုပြောမလဲအရန်စိုးွားပါတယ်ဆိုတော့အတင်းတင်းတောင်မှတပွဲတလီတော့နိုင်ကြတာပဲဗောနော်နိုင်ကြတာပဲအဲ့တော့ဟိုကိုအတင်းနဲ့တွေးမှအဲ့လိုမျိုးနိုင်ပွဲမျိုးကိုကိုရီးယားဝူဘာဟန်တန်ကိုပေးရတာမျိုးကျွန်တော်မဖြစ်ဖို့လိုတယ်ဗျာ United ကစားမားတွေအနေနဲ့ဒီပွဲက အများကြီးပိုကောင်းလုံးပြနိုင်မှုလိုပါတယ်။ကစားမားတွေကသူတို့ပြနီးပြပေါ့။နီးပြကတော့ကျွန်တော်သိတဲ့အတိုင်းပဲအပြောင်းလဲကရှိမှာမဟုတ်ဘူး။ပြောင်းလဲမပြောင်းလဲတတ်ဘူးပေါ့နော်။အဲဘာမှပြောင်းလဲနိုင်စွမ်းလည်းရှိတဲ့သူမျိုးမဟုတ်ဘူးဆိုတော့ကစားမားတွေကဲပါစီလို့ပဲကျွန်တော်ဆူတောင်းအောင်ပေါ့။ဟုတ်ဥပါရံဘက်ကကြည့်ရင်သူတို့ရဲ့အကောင်းဆုံးကစားမားတွေကတယောက်ဖြစ်တဲ့ကွင်းလင်မှာအာကိုရဲဂျိုအောဂိုမက်စ်ကပါဖို့ရှိတယ်လို့ကျွန်တော်မထင်ဘူး။အဲတော့သူတို့အနေနဲ့တေချာတာတစ်ခုကတော့ဒါကိုကောင်းအောင်လို့တော့ဂျန်နေကောင်တွေကသူတို့လုတ်ပြမှရမှာတိုက်စစ်မှာဆိုလို့ရင်ထပါတော့ယူနိုက်တက်ကခန်းစစ်မှာ အမြင်ဘောတွေတအားအားနေတဲ့ example တွေရှိတယ်အဲ့တော့ဒီ Yogan Stan Larsen တို့အနေနဲ့အမြင်ဘောတွေကိုကောင်းကောင်းအသုံးချပြီးတော့တောင်မန်ကပြေးမယ်လွှမ်းမယ်ဆိုတဲ့ကောင်းနေတဲ့ချိန်ဆက်တိုင်မျိုးတွေကျွန်တော်လှုပ်လို့ရတယ်ဆိုတော့ Rob Edwards ကတော့ဒါကိုကြည်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တို့အိမ်ဝင်လည်းဖြစ်တယ်ပေါ့နော်အိုဒါအပြင်လက်ရှိ United ဆိုတာမျိုးကအကောင်းဆုံးပုံစံမှာရှိမနေတဲ့အခြေအနေမျိုးမှာအကယ်လို့ Wolverhampton က Manchester United နဲ့ကစားကျင်နေဆိုရင်ဒီအချိန်ဟာကစားဖို့အသင့်တော်ဆုံးပဲ။ဘာလို့လဲဆိုတော့လက်ရှိ United ကစုပ်ပြတ်တက်နေလို့ပဲ။ နော်ဒါအပြင်လူတိုင်းကခံမှန်းလို့ရနေလို့ပဲ United ဘာလုပ်မလဲဆိုတာဘာလုပ်လဲဆိုတော့သူတို့ကလောင်းဘောကင်မယ်စက်ကန်ဘောထောက်မယ်ဒါကလွင်ဘာမှမလုပ်တတ်တော့ဘူးနော်ပြီးလို့ရှိရင် set piece တွေထိမ့်မယ်ဆိုလို့ရှိရင် United ရဲ့ကန်တာကပြီးသွားပြီဗျာအဲ့တော့ Wolverhampton ကဒါရီကိုသူတို့အနေနဲ့ကောင်းကောင်း train လာမယ်ကောင်းကောင်းပြင်ဆင်လာမယ်ဆိုလို့ရှိရင်အချိန်ကြီးကတော့ကောင်းကောင်းကောင်းနိုင်တယ်ဗောနော်ဒါဘာဟန်တဲ့အတွက်ကတော့ဒီပွဲကသူတို့ဒီ underdog ပဲ။ဘာကြောင့်လဲဆိုတော့ပရီးမီးယားလိမှာဆိုရင်သူတို့တပွဲမှအနိုင်ရမထားသေးတာဖြစ်တဲ့အတွက်ဒီပွဲမှာလည်းပေါ့နော် သူတို့အနိုင်ရလိမ့်မယ်လို့ဘယ်သူမှမပြောလို့မထားကြဘူးဗျာအဲသို့တော်လည်းပဲဟို United နဲ့တွေ့လို့ရှိရင်အသင်းတိုင်းကအများကြီးပိုကောင်းကြတယ်ပေါ့နော်လက်ရှိ MOD နဲ့တွေ့ရင် MOD ကပြိုင်ဘက်တီအတွက်ကစားရတာအရင်လွယ်တဲ့နီးပြတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဟိုဝူဘန်ဟန်နဲ့နီးပြကလုတ်ပြသွားတယ်ဆိုလို့ရှိရင်တောင်မှကျွန်တော်တို့အနေနဲ့ဒီအဲ့တော့ဟိုယွန်းတရာကောင်းတဲ့အခြေအနေမျိုးဖြစ်နေမှာဆိုတော့ဥပန်ဟန်တန်အနေနဲ့သူတို့အတွက် chance နည်းနည်းပဲရှိပြီမယ်လို့ကြိုးပမ်းရမှာပဲ ယူနိုက်တက်ဘက်ကကြည့်ရင်တော့ဟိုမတီးစ်ကွန်ညာလက်ရှိမှာဆိုလို့ရှိရင်ကစားနိုင်နေပြီဘင်ဂျမင်ရှက်ကူတော့ပါဖို့မရှိသေးဘူးပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘရိုင်ယန်အမ်ဘူမိုရှိမယ်မီဆန်မောင်းလို့ရှိမယ်ပေါ့ယူနိုက်တက်မှာကလူစင်းကသူ့ဟာနဲ့သူအတိုင်းအတာတစ်ခုကြီးကျွန်တော်အချိန်ကြီးကောင်းပါတယ်ဒါပေမဲ့လည်းနီးပြားကအရေးချင်းမရှိတဲ့အခါဒီကစားမားတွေရဲ့ပုံစံကောင်းတွေကျွန်တော်ရအောင်လို့ကျွန်တော်ထုတ်မသုံးနိုင်ဘူးအဲ့တော့ယူနိုက်တက်ကဒုက္ခရောက်နေရတယ်။ဘာကြောင့်လဲဆိုတော့ Manchester United လို့အသင်းမျိုးကိုဥဆောင်နေတဲ့နီးပြားတစ်ယောက်က ပြိုင်ဘက်ကိုကျွန်တော်တို့အနေနဲ့ပေါ့နော်တိုက်စစ်ဆင်မှုကျူပန်းတွေကလောင်းဘောကောင်တာကလွှင့်ဘာမှမလုပ်တတ်မကင်တဲ့ဘူးဆိုတာတော်တော်ကိုအတင်းတင်းရဲ့အမြင့်ဆုံးရောက်နိုင်တဲ့အခြေအနေကို limit အရင်ဖြစ်လွန်းပါတယ် limit အရင်ဖြစ်လွန်းပါတယ်ဆိုတော့ဒီပွဲကစုပ်ပြတ်တက်နေတဲ့ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့မှအနိုင်ယူပြရမယ်ပွဲမျိုးပါเนาะအဲ့တော့အတင်းတောင်းရှိသူတွေရဲ့ဘက်ကလည်းဒီပွဲအနိုင်ပွဲပဲဖြစ်ဖြစ်ရှုံးပွဲပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့ပလန်ကိုမပြောင်းဖို့လိုတယ်ပလန်ဆိုတာကကျွန်တော်ရှေ့ဆက်ဖို့ MOD နဲ့ရှေ့ဆက်ဖို့ပလန်ကိုပြောတာမဟုတ်ဘူး နော်ဝူပန်အနေနဲ့ပွဲမှာနိုင်လို့နောက်ထပ်၃ပွဲအချိန်ကြီးဆက်ပြီးမယ်ဟေ့ဆိုတာမျိုးကအတိတ်ပဲမရှိပါဘူးဆိုတော့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့၉ရက်မှာ၃ပွဲလောက်ကစားတဲ့အချိန်ကြီးမျိုးမှာဟိုနော်နီးပြအမ်ဘိုရင်ကိုကျွန်တော်ဆက်ပြီးတော့အချိန်ပေးတင်တယ်လို့ကျွန်တော်မထင်တော့ဘူးဆိုတော့ဝူပန်အနေနဲ့ပွဲမှာနိုင်လဲပဲယူနိုက်တက်ကအမ်ဘိုရင်ကိုအပြောင်းလဲလုပ်ဖို့တွေးတင်နေပေါ့ဒီများတင်နေဆိုလို့ရှိရင် mid week မှာကျွန်တော်တို့ Champions League ဘာတွေကစားနေရတဲ့အချိန်ကိုရီးယားတပတ်မှတပွဲလောက်ပဲကစားတဲ့နေသားမျိုးမှာကြီးကြီးပူကောင်းနေ performance တွေကိုရအောင်မလုပ်နိုင်ဘူး ကျွန်တော်တို့စိတ်ပျက်စရာနောက်တစ်ပွဲကိုကြုံရအောင်မယ်လို့ကျွန်တော်ထင်တယ်။အကယ်လို့နိုင်ပွဲတွေရရင်တောင်မှပုံစံကောင်းတွေပါပြီးပြပြီးတော့နော်ဒီအနိုင်ရောင်းလုံနိုင်တဲ့မျိုးတွေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့ပရိသတ်တိုင်းညီပါကအမိုရင်းရဲ့လက်အောက်မှာဗာမျောလင်းချက်မှန်ကျွန်တော်မထားကြလို့ပဲ။ဗာမျောလင်းချက်မှန်ကျွန်တော်မထားကြလို့ပဲနော်။သို့သော်လည်းပဲကျွန်တော်တို့ထင်တာတွေမှားအောင်လုပ်ပြပြီးတော့သူနိုင်ပွဲရအောင်ယူနိုက်မလားပေါ့လေနိုင်ပွဲတော့ကျွန်တော်ပြောလို့ပဲဒီပွဲကတော့ယူနိုက်တက်ကပို့ပြီးတော့နိုင်နိုင်ကြီးများတာပေါ့ဒါကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ လက်ရှိဝူဘန်နိုင်ရဲ့အခြေအနေနဲ့ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်နိုင်ပွဲရဖို့ပူပြီးတော့အခြေအနေများတာပဲသို့တော်လည်းပဲညီကလေးတိတဲ့အတိုင်းပဲယူနိုက်တက်ကဘာဆိုဘာမှမျှော်လင့်လို့ပုံတည်ပြောလို့ရတာမဟုတ်ဘူးစုပ်ပြတ်တက်နေတဲ့အခြေအနေတခုကိုဖျက်တမ်းနေရလို့ပါအဲ့တော့ညီကလေးရောဒီပွဲမှာဘယ်လိုရလဲထွက်ပေါ်လာမယ်ထင်ကြတယ်ကျွန်တော်ကတော့ဟိုအမ်မိုရင်းရဲ့လက်အောက်မှာစိတ်လှုပ်ရှားမှုတွေအကုန်လုံးကိုပျောက်ခဲ့ရပြီဘောနော်ကိုသိင်းနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပြောမလဲဒီပွဲတစ်ပွဲမတိုင်ခင်မှာအာငါတော့ဒီပွဲကိုလုံးဝကိုမဆောင်နိုင်တော့ဘူးဟေ့တည်တယ်မလားဆိုတော့ စိတ်လှုပ်ရှားမှုတွေကျွန်တော်ပျောက်ခဲ့ရပြီပေါ့နော်ညီတို့ရောဘယ်လိုမြင်ကြလဲဒီပွဲမှာဝူဘန်ဟန်တန်ရဲ့ပထမဆုံးနိုင်ပွဲကိုရသွားလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးပါတယ်